ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောပြပေးမယ့်ပုံမြင်လေးကတော့ညံကောင်းလွန်းတဲ့မင်းသားလေးတစ်ပါးရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ဟိုးရှိရှိတုန်းကအင်မတန်ကိုမှကြီးကျယ်ခမ်းနားတဲ့တိုင်းပြည်ကြီးတစ်ခု ရှိခဲ့ပါတယ်ဒီနေ့မှာတော့အဲ့ဒီတိုင်းပြည်ကြီးမှာမိုးတွေတဲထန်စွာရွာပြီးတော့လေပြင်းတွေလည်းတိုက်ခတ်လာခဲ့ပါတယ်ဒီလိုမျိုးရာသီဥတုဆိုးရွားနေတဲ့အချိန်မှာဘရင်ကြီးကအမဲလိုက်ဖို့ပြင်ဆင်နေပါတယ် ထိုအချိန်မှာယက်တိကြီးရောက်လာခဲ့တယ်။အရှင်မင်းကြီး ကောင်းကင်မှာ တိမ်တွေ ဖုံးအုပ်နေပါတယ်။လေတွေလည်းပြင်းထန်စွာတိုက်ခတ်နေပါတယ်။အခုလိုမျိုးတွေဖြစ်နေတာအကြောင်းတစ်ခုခုတော့ဖြစ်တော့မဲ့ပုံပဲ။ဒါကြောင့်ဒီအချိန်မှာအမဲလိုက်ဖို့မတင့်တော့ကြောင်းပါ။ဘရင်ကြီးကတော့ယတိကြီးရဲ့စကားကိုကြားပြီးတော့ဘာမှကြောက်ရွံ့ပုံမဖြစ်သွားခဲ့ပါဘူး။ယတိကြီးမင်းငါ့အတွက်စိုးရိမ်နေမယ်ဆိုတာကိုငါသိတယ်။ ငါကမုံတိုင်းဖြစ်ရင်ဒါမှမဟုတ်ရာသီဥတုစိုးရလာရင်ပြန်လာခဲ့မယ်ဘာမှစိတ်မပူနဲ့ငါခဏလေးပဲအမဲလိုက်မှာပါအဲ့လိုပြောပြီးတော့ဘယင်ကြီးဟာရတိကြီးကိုပြုံးပြုံးရွှေရွှေနဲ့နှုတ်ဆက်လိုက်ပါတယ်ဒီလိုဆိုလဲကျွန်တော်မတားတော့ပါဘူးဒါပေမဲ့ဂယုဆိုင်ပြီးသွားပါတိုင်းမီကဘယင်ကြီးကို လိုအပ်နေတာကြောင့်ဘာမှမဖြစ်ပါစေနဲ့ဒါကြောင့်ဘယင်ကသူ့ရဲ့စစ်သားတွေနဲ့အတူ အမဲလိုက်ဖို့ထွက်သွားခဲ့ပါတယ်။တော်တဲ့ကိုရောက်တော့ဘယင်ကြီးကတစ်ပင်တပင်ကို တွေးလိုက်ရတယ်။အဲ့ဒီအပင်အောက်မှာတော့ကြားကြီးကိုတွေ့တော့သူဟာအမြားကိုထုတ်ပြီးတော့ပြစ်ထည့်လိုက်ပါတယ်။ကြားဟာအမြန်ပဲတစ်ဖက်ကိုပြေးသွားလိုက်တယ်။ဒါပေမဲ့ဘယင်ကြီးပြစ်လိုက်တဲ့အမြားဟာတစ်ပင်အောက်မှာဒိုင်နေတဲ့လူငယ်လေးတယောက်ရဲ့ရှင်ဘက်ကိုစိုက်မှန်သွားခဲ့ပါတယ်။စစ်သားတွေဟာအဲ့ဒီအတန်းကိုကြားတော့အလွန်ကိုကြောက်ရွံ့သွားကြတယ်။ ဘယင်ကြီးကအပြစ်မရှိတဲ့လူကိုတတ်လိုက်တာပဲမင်းဘလို့ပြောလိုက်တာလဲငါကကြားဟုတ်ဖြစ်တာလေအဲ့ဒီလူကိုယူရွေးပြီးပြစ်တာမှမဟုတ်ပဲအရှင်မင်းကြီးလူတွေကတော့ဒီကိစ္စကိုယုံမှမဟုတ်ဘူးသူဆန်းနာတခုကကြားကဘာဖြစ်လို့အဲ့ဒီကောင်းလေးကိုမတက်တာလဲဒီကိစ္စမှာဘယင်ကြီးမမဘူးကျွန်တော်တို့အဲ့ဒီကောင်းလေးကိုတွားကြည့်တဲ့နဲ့သူတေလားရှင်လားဆိုတာသိရတာပေါ့ မင်းကြီးလည်းစဉ်းစားမိပြီးတော့အံ့ဩသွားတယ်။မင်းပြောတာဟုတ်တယ်။ဘာလို့ကြားက သူ့ကိုကြားမတိုက်ခတ်ရတာလဲ။ဘယင်ကြီးတို့သုံးယောက်လည်းခဏတာတွေ့ဝေသွားပြီးတော့အဲ့ဒီကောင်းလေးရဲ့အနာကို သွားကြပါရဲ့။သူတို့အနာကိုရောက်တော့တစ်ပင်နောက်ကနေအဖွားအိုကြီးတယောက်ထွက်လာခဲ့တယ်။မင်းတို့ကငါသားကိုဘာလို့လိုက်ကြတာလဲ။ငါကသူ့ရဲ့အမိပဲ။သူ့ကိုဘာကြောင့်တတ်ကြတာလဲ။ အမေကိုကျွန်တော်တို့သူ့ကိုရည်ရွယ်ပြီးတော့တတ်တာမဟုတ်ပါဘူးကျွန်တော်ကကြားကြီးကိုတက်လိုက်တာပါကြားကသူ့နားမှာရှိနေတာကို ကျွန်တော်မသိပဲပြစ်လိုက်မိတာပါဒါပေမဲ့သူ့ကိုကြားကတိုက်ခိုက်ရမှာလေဘာကြောင့်မတိုက်ခိုက်ရတာလဲသူကရောဒီမှာဘာလုပ်နေရလဲဘယင်ကြီးစကားကိုကြားပြီးတော့အဖွားကဆုံးမကြီးတယောက်ပုံစံကို ပြောင်းသွားပါတယ် ဘရင်ကြီးနဲ့စစ်သားတွေလည်းဆုံးမကြီးကိုမြင်တော့ကြောက်သွားကြပါတယ်။အရှင်အရှင်မင်းကြီးအဲ့ဒါကဆုံးမကြီးပဲဒီကနေအမြန်ထွက်ပြေးကြရအောင်။ဆုံးမကြီးဟာဘရင်ကြီးကိုတတ်တော့မဲ့ပုံစံနဲ့ကြီးလိုက်ပါတဲ့။မင်းကငါ့ရဲ့ပြင်းမရှိတဲ့သားကိုတတ်တာကြောင့်မင်းဟာဆိုးရတဲ့အကျိုးဆက်တွေကိုခံစားရမင်း။မင်းရဲ့သားကိုငါခေါ်မင်း။ မင်းကငါ့ရဲ့နေမီတဲကိုလုံးဝလာလို့မရစေရဘူး။မင်းတို့လာတာနဲ့ငါကအကုန်လုံးကိုမိရှုပ်ပြစ်မယ်။အဲဒီလိုပြောပြီးတော့ဇုံးမကြီးကပျောက်ကွယ်သွားခဲ့တယ်။ဘယင်ကြီးကလည်းစိတ်ပြက်စွာနဲ့နန်းတော်ကိုပြန်လာခဲ့ပါတယ်။သူဟာဖြစ်ပျက်ခဲ့တာတွေကိုရတိကြီးအားပြန်ပြောပြခဲ့တာပေါ့။ဒီကိစ္စတွေကိုကျွန်တော်မယုံနိုင်ဘူး။ကျွန်တော်ပြောခဲ့တာပဲ။ ဒီလိုအချိန်နေမှာအမဲလိုက်မထွက်သင့်ပါဘူးလို့အဲ့ဒီဆုံးမကြီးကတောထဲမှာကျင်းလေကျဆားနေလေးရှိတယ်။စိတ်မပူနဲ့မင်းသားလေးမှာကောင်းချီတွေရှိတယ်။လုံချုံရေးကိုသာတိုးမြင့်ထားပါ။ညာရောက်တဲ့အချိန်မှာဘယင်ကြီးမိဖုရားကြီးနဲ့တားတော်လေးတို့အတူတူအိတ်နေကြပါရယ်။တားတော်လေးဟာနှစ်နှစ်သားအရွယ်သားရှိပါသေးတယ်။ရုတ်တရက်အခန်းထဲမှာမိခိုးတွေပြည့်နှက်သွားပြီးတော့ ဘရင်ကြီးဟာเจ้าနေဆိုကတင်းနိုးလာပါတယ်။အဲ့ဒီချိန်မှာ ဆုံးမကြီးကမင်းသားလေးကို လူယူကထိုးနေရကနေပျောက်ကွယ်သွားပါတော့တယ်။မင်းသားလေးကိုခေါ်သွားတော့မိဖုရားကြီးလည်းငိုတော့တာပေါ့ကွယ်။ "तू ကကျမသားလေးကိုခေါ်သွားတယ်။ပြီးတော့ရှင်သူ့ကိုဘာလို့မတားရတာလဲ။ရှင်ကဘလို့ဖခင်မျိုးလဲ။"ဘရင်ကြီးကတော့ဘာမှပြန်မပြောပြနိုင်ခဲ့ပါဘူး။ နောက်တနေ့မှာတော့ရတိကြီးနဲ့ဘယင်ကြီးဟာမင်းသားလေးကို ပြန်ရယူဖို့စဉ်းစားနေကြပါတယ်။ငါကသူ့သားကိုတတ်ခဲမိတာကြောင့်ဆုံးမကြီးကလာခေါ်သွားတာ။သူဘလို့ခံစားရမလဲဆိုတာကိုငါသိတယ်။ငါမတားနိုင်ခဲ့ဘူး။မိဖုရားကလည်းငါမတားတာကြောင့်အရှမ်းကိုစိတ်ပြက်နေတယ်။စိတ်မပူပါနဲ့ကျွန်တော်အတက်နိုင်ဆုံးမင်းသားလေးကိုရအောင်ပြန်ခေါ်မှာပါ။အကြမ်းမြင်စရာတွေနဲ့ပေါင်းပြီးတော့ မင်းသားလေးရှိတဲ့နေရာကိုစုံစမ်းလိုက်ပါမယ်။ဒီလိုနဲ့ပဲဘယင်ကြီးဟာမင်းသားလေးကိုစိတ်ပူပြီးတော့တရက်နဲ့တရက်အချိန်ကုန်လာခဲ့ပါတယ်။တနည်းလောက်ကြာတော့မိဖုရားကြီးကနောက်ထပ်သားတော်လေးတစ်ပါးကိုထပ်မံမွေးဖွားခဲ့တယ်။သူတို့ဟာမင်းသားလေးကို အာတိန်လို့အမည်ပေးလိုက်ကြပါတယ်။မင်းသားလေးအာတိန်ကအသက်20ပြည့်သွားခဲ့တယ်။ ဘယင်ကြီးကတော့သူ့သားကြီးဘယ်မှာရှိနေလဲဆိုတာကိုအယံကိုသိချင်နေပါဗျ။မင်းသားလေးအာတိန်လည်းသူ့ရဲ့ဖခင်မဲတော်အမြဲစိတ်ညစ်နေတာကိုတွေ့နေရတယ်။ခမဲတော်ဘာဖြစ်လို့အမြဲတမ်းစိတ်ညစ်နေရတာလဲ။မယ်တော်ကိုကြည့်တော့လဲစိတ်ပြတ်နေပုံရှာတယ်။ဘာကိစ္စတွေများဖြစ်လို့အခုလိုဖြစ်နေရတာလဲဗျာ။ဘယင်ကြီးကလည်းဝမ်းနည်းစွာနဲ့ပြန်ဖြေခဲ့ပါဗျ။ဒါလေး ဒီကိစ္စတွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တာပဲအဲ့ဒါတွေကြောင့်အဖေရောမေရော အခုလိုမျိုးနေရိုင်းစိတ်ညစ်နေရတာဘာတွေဖြစ်ခဲ့လဲဆိုတာကိုတားဟုပြောပြပါဒါကြောင့်ဘယင်ကြီးက အတင်းကို အဖြစ်အပျက်တွေအားလုံးကို ပြောပြခဲ့တယ်မင်းရဲ့အကိုကြီးကိုအဖေသွားခေါ်ခြင်းမိမဲသူ့ရဲ့နေမိတဲ့ကိုဝင်ရင်အကုန်လုံးမီးလောင်ကုန်လိမ့်မယ်ဒါကြောင့်ငါသူ့စီကိုမသွားနိုင်ခဲ့တာ ငါသားလေးအခု အသက်ရှင်ပြီးတော့ကြမ်းကြမ်းမာမာဖြစ်နေလောက်မှာပါလေအဲ့ဒီဆုံးမကြီးဘယ်မှာနေလဲဆိုတာကို အဖေစုံစမ်းမှုလားအဖေသူ့ရဲ့အကြောင်းကိုဘာမှမသိရဘူးတီးဖို့အဖေစူးစားခဲ့တယ်ဒါပေမဲ့ယတိကြီးကဘာကိုမှမပြောပြဘူးဘာလို့လဲဆိုတော့အဖေအဲ့ဒီနေရာကိုတည်ရင် လိုက်သွားမိမှာပဲဒါဆိုအဖေလည်းမိရှုခံရမှာလေး အဲ့ဒီဆုံးမကြီးရဲ့ကျင်းစာကသူမတည်သွားမှာပဲပျောက်ကွယ်သွားမှာအဲ့ဒီဆုံးမကတော်တော်အားတာပဲသူ့ကိုဆုံးမလို့တောင်မခေါ်သင့်ဘူးတားဘာကိုပြောချင်တာလဲအဖေပဲစဉ်းစားကြည့်လေသူကဆုံးမလုံနေပြီးတော့အနာကက်မှာဘာဖြစ်လာမလဲဆိုတာကိုသူကမသိချာဘူးသူ့ရဲ့ကျင်းစာကအဖေတို့အပေါ်မှာပဲတက်ရောက်တာလေတားအပေါ်မှာမတက်ရောက်ဘူး ဒါကသူ့ရဲ့ကျင်းစာတိုက်ပြီးမှမွေးဖွားလာတာကြောင့်မလို့လေကျွန်တော်အဲ့ဒီစုံမစီကိုတွားမယ်ပြီးရင်အကိုကိုကဲထုတ်ပြီးတော့လာခဲ့မယ်ဖေမဖြစ်ဘူးသား तू ကအရန်အစွမ်းတက်တယ်မင်းအကိုကိုငါဆုံးရှုံးပြီးပြီမင်းကိုတော့တက်ပြီးတော့အဆုံးရှုံးမခံနိုင်တော့ဘူးအဖေဘာမှစိတ်မပူပါနဲ့ကျွန်တော်ကအဖေတင်မိထားတဲ့ရဲရဲမှုတွေအကုန်ရှိပါတယ်ကျွန်တော်သူ့ကိုကောင်းကောင်းကြီးလက်စားချေမယ်ဖေ ဒီလိုပြောပြီးတော့မင်းသားဟာသူ့ကိုကဲတင်ဖို့မြင်းတစ်ခေါင်ကိုယူကနန်းတော်ကနေထွက်သွားခဲ့ပါတယ်။မကြခင်မှာပဲသူကတောထဲကိုရောက်သွားခဲ့တယ်။တောထဲမှာအချိန်တော်ကြာသွားနေခဲ့ပါတယ်။ခဏကြာတော့ယတိကြီးကို တွေ့လိုက်ရတယ်။သူကယတိကြီးကိုမေးခွန်းတွေမေးတော့တာပေါ့။မင်းကဒီကိုဘာလာလောက်တာလဲမင်းသားလေး။ မင်းသားလေးဟာဖြစ်ချောင်းကုန်စင်ကိုပြောပြတော့တာပေါ့ကွယ်ကျွန်တော်ဖေကိုဂရိပေးထားတယ်ကျွန်တော်ကအဲ့ဒီဆုံးမကိုဖျက်ဆီးပစ်မယ်ကျွန်တော်အကူကို မရရအောင်ပြန်ပြီးတော့ခေါ်မယ်အာတင်းကအရန်ကိုစိတ်အားထက်သန်နေတာကိုရတိကြီးကတွေ့လိုက်ရတယ်သူ့ကိုနှိမ်နှင်းဖို့တွားတဲ့လူမန်သမီးအကုန်တိကုန်နေမင်းဖေကိုငာမေးတော့အဲ့ဒီဆုံးမကအရန်ကိုအစွမ်းထက်တယ်တဲ့ သူ့ကိုတတ်ဖို့အတော်လေးခက်ခဲတယ်။မင်းရဲ့အသက်မသေးချင်ရင် နန်းတော်ကိုပဲပြန်လိုက်ပါတော့။ပြန်လို့မဖြစ်ဘူး။ကျွန်တော်ရဲ့ဖေကိုဂရီပေးထားတယ်။ကျွန်တော်ရဲ့အသက်သေရင်တောင်ကျွန်တော်အကူကိုရအောင်ပြန်ခေါ်ခဲ့မေ။ယသေးကြီးကမင်းသားလေးရဲ့ရဲရင်မှုတွေကိုတွေ့ရတော့သူကမတားဖို့ဆုံးဖြတ်လိုက်ပါတယ်။မင်းဟောငါကသူနေတဲ့နေရာကို ပြောပြမယ်။စုံမကမိုင်ပေါင်းများစွာဝေးတဲ့အနီရောင်တောင်ကုန်းတွေပေါ်မှာနေထိုင်နေတယ်။ င်းသွားတဲ့လမ်းမှာနတ်ဆိုးတွေကိုတွေ့လိုက်မယ်။မင်းကနတ်ဆိုးတွေကိုကြော်ဖြတ်ပြီးတော့အနီအောင်တောင်မော်ကိုတက်ပါ။ဒါပေမဲ့နတ်သမီးမပါဘဲနဲ့တော့အနီအောင် တောင်မော်ကိုမင်းကတက်လို့မရဘူး။ရသေးကြီးကျွန်တော်ကတခါမှမမြင်ဘူးတဲ့နတ်သမီးကိုဘယ်မှာသွားပြီးတော့ရှာရမှာလဲ။နတ်သမီးဆိုတာပုံမြင်တဲမှာပဲရှိတာမဟုတ်ဘူး။အပြင်မှာလည်းတကယ်ရှိတယ်။ ။သူကဒီနေရာနဲ့မင်းမဝင်းမှာရှိတဲ့ရွှေရည်ကန်ကြီးမှာရေချိုးဖို့လာလိမ့်မယ်။သူရေချိုးဖို့ရေကန်ထဲကိုစင်းရင်သူ့ရဲ့အတောင်ပံတွေကိုကြောက်တုံးပေါ်မှာထားခဲ့လိမ့်မယ်။အတောင်ပံကိုယူပြီးတော့အနီအောင်တောင်ပံကိုတက်ပါ။အဲ့ဒါဆိုအဆုံးမကြီးလည်းပြာဖြစ်ကိုရောက်သွားပြီးတော့တောင်ပံတွေလည်းပြာဖြစ်သွားလိမ့်မယ်။အတမီကတော့လူအဖြစ်တသက်လုံးနေသွားရမယ်ကျွန်တော်ကစုံမအောင်ဘလို့တက်ရမှာလဲဗျ မင်းကဆုံးမရဲ့အတောင်မှန်တွေကို ထိလိုက်တာဒါမှမဟုတ် သူ့ကိုထိလိုက်တာနဲ့သူက ပြဖြစ်ပြီးတော့လောင်ကျွမ်းသွားပါလိမ့်မယ်မင်းသွားမယ့်လမ်းကိုတေချာခရုစိုက်သွားပါမင်းကိုတိုင်းမိက လူတွေရောငါကပါစောင့်နေမှာမလို့ခရုစိုက်ပါမင်းသားဒီလိုနဲ့ပဲမင်းသားဟာတညာလုံးနဲ့သမီးရှိတဲ့ရေကန်ကို လိုက်ရှာပါတော့တယ်။ခဏကြာမှသူကရွှေရည်ပြည့်နေတဲ့ရေကန်ကြီးကို တွေ့လိုက်ရပါတယ်။ ။အိုးဒါကရတိကြီးပြောတဲ့ရေကမဲဖြစ်မယ်။ဒါပေမဲ့ဘသူမှလည်းမရှိပါလား။ဒီနားမှာရေကန်ကလည်းဒါပဲရှိတာပါ။ငါတိတ်တိတ်လေးတစ်ပင်နောက်မှာပုံပြီးတော့စောင့်နေလိုက်မယ်။သူပုန်းနေတဲ့ချိန်မှာကောင်းငင်ကနေနတ်သမီးတစ်ပါးဇင်းသက်လာခဲ့ပါတယ်။နတ်သမီးကအတောင်မန်တွေကို ချွတ်ကာရေစင်းချိုးနေပါဗျ။သူမကရေချိုးပြီးတော့အတောင်မန်ကိုယူတော့မဲ့အချိန်မှာမင်းသားကရောက်လာခဲ့ပါတယ်။ ရှင်ကဘယ်သူလဲကျွန်တော်နာမည်ကမင်းသားအာတိန်ပါအခုကျွန်တော်ကမင်းရဲ့အကူအညီကိုလိုအပ်နေလို့ပါမင်းရဲ့အတောင်ပံကိုခဏလောက်ငှားကြည့်ပါရစေအဲ့ဒီစကားကိုကြားတော့နတ်သမီးကဒေါသထွက်သွားခဲ့တယ်။ဒီမဲလူမိုင်လေးငါရဲ့အတောင်ပံကိုငါကပေးလို့မရဘူး။အဲ့ဒီစားတခြားအကူအညီကိုပေးဖို့တော့အဆင်သင့်ပါပဲ။ မင်းသားလေးဟာဝမ်းနည်းစွာနဲ့သူ့ရဲ့အကူအကြောင်းကိုပြောပြခဲ့တယ်။ကျွန်တော်ကမင်းရဲ့အတောင်ပံရှိမှဆုံးမကြီးကိုတတ်နိုင်မှာ။နတ်သမီးကအဲ့ဒါကိုကြားတော့မျက်ရည်တွေကျလာပါတော့တယ်။ဘာဖြစ်တာလဲနတ်သမီး။ဘာကြောင့်များငိုရတာလဲ။ငါလဲမင်းနဲ့ဘဝတူပါပဲ။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကငါညီမနဲ့ငါကဒီမှာရေးလာချိုးတယ်။ ဲ့ဒီဆုံးမကြီးကငါတို့ကိုရုတ်တရက်တိုက်ခိုက်တယ်လေပြီးတော့ငါညီမလေးကို ခေါ်သွားခဲ့တယ်ငါမှာမော့စွမ်းနေရှိတာသူသိသွားပြီသူငါကိုမကြခင်ဖမ်းတော့မှာမင်းနာမည်ဘယ်လိုခေါ်လဲငါ့ကိုပြောပြပါငါနာမည်ဟာဂျူလီပါဟုတ်ပြီကဘာမှာနေသမီးတွေဘလောက်များများရှိလဲငါ့ကိုပြောပြပါဒီရေကန်ကနေသမီးတွေကိုရေချိုးခွင့်မပြုဘူး ဒါပေမဲ့ငါတို့ကဒီနားမှာနေပြီးတော့ပုံနေခဲ့တာလေ။ဒါဖြင့်ဆုံးမကဒီကိုပြန်လာပြီးတော့မင်းကိုအန်ဒီရပြုတ်နိုင်တယ်။ရှင်ပြောတာတိတ်မနာပေါ့။ငါရဲ့အတောင်မှန်တွေသာဆုံးမကိုတတ်နိုင်မယ်ဆိုရင်ငါညီမလေးလွတ်မြောက်လာလိမ့်မယ်။မင်းကိုငါရဲ့အတောင်မှန်တွေနဲ့ကူညီဖမင်းမင်းသားလေး။ကျေးဇူးပါ။ဒါဆို ကျွန်တော်ကိုပြန်သန်းနိုင်မှုအတူခေါ်သွားပေးနိုင်မလား။မင်းသား ါတို့နဲ့သမီးတွေကပြန်တန်းယုံသားမက အရှိန်အဟုန်နဲ့ပြေးနိုင်စွမ်းလည်းရှိတယ်။မင်းသားကအံ့ဩသွားပါတယ်။ခဏကြာမှပဲနဲ့သမီးကသူ့ရဲ့လက်ကိုကန်ခိုင်းပြီးတော့အရှိန်အဟုန်နဲ့ပြန်တန်းသွားခဲ့ပါတယ်။မင်းသားကတော့ဘဝမှာတစ်ခါမှမပြန်ဘူးလားကြောင့်အရန်ကိုကြောက်နေပါတယ်။ခဏကြာတော့သူတို့နှစ်ယောက်အနီးအောင်တောင်ကုန်းပေါ်ကိုရောက်လာကြတယ်။လိုင်ကူကြီးအရှိကလောင်ရင်ထဲမှာ မင်းသားကြီးနဲ့နှစ်သမီးရဲ့ညီမကိုဖမ်းထားခဲ့ပါတယ်။သူတို့တွေလည်းအရန်ကိုအံ့ဩသွားကြပါတယ်။အာတင်ကတော့သူ့ရဲ့အကူကိုမသိပါဘူး။မင်းကိုကြည့်ရတာငါနဲ့အတော်တူတာပဲ။တယောက်တည်းလိုတောင်ထင်ရတယ်။မင်းကဘာတူလဲ။ငါကဘယင်ကြီးရဲ့သားတော်ပါ။မင်းသားအန်တာကအရန်ကိုပြောသားခဲ့ပါတယ်။ ဆုံးမကြီးဟာငါအဖေเจ้าကိုအမြဲပြောပြတယ်။သူဒီနေ့ဒီကိုလာခေါ်လိုက်မယ်တဲ့။သူရောက်လာရင်သူကမီးလောင်ပြီးသေးလိုက်မယ်လို့လည်းပြောတယ်။ဒါပေမဲ့အဲ့ဒီဆုံးမကြီးမတည်သေးတာကငါမွေးဖွားလာပြီးတော့အကိုကိုလာခဲ့မယ်ဆိုတာကိုပဲ။ဆုံးမကြီးကမင်းသားအာတင်ရဲ့အနာကိုရောက်လာပြီးတော့မျက်လုံးညီကြီးတွေနဲ့စိုက်ကြည့်နေပါတယ်။မင်းကဘာတူလဲ။ ငါကမင်းသားအာတန်ရဲ့ညီတော်မင်းသားအာတိန်ပဲသူ့ကိုကယ်ဖို့ငါကရောက်လာတာအဲ့ဒီလိုပြောနေရင်နတ်သမီးကသူ့ရဲ့အတောင်ပံကိုမင်းသားကိုချွတ်ပေးလိုက်ပါတယ်။ဆုံးမကြီးလည်းအယံကို ကြောက်ရွံ့သွားတာပေါ့ကွယ်။မင်းသားလေးရဲ့ငါ့ကိုတနာပေးပါ။ငါမင်းကိုဒုက္ခမပေးပါဘူးကွယ်။ငါ့ကိုယုံမှငါတောင်းမှမပါတယ်။ ခမရစကားတွေကိုနားထောင်ဖို့ကျွန်တော်ဒီကိုလာခဲ့တာမဟုတ်ဘူးကျွန်တော်ရဲ့အကူအာတန်နဲ့နတ်သမီးရဲ့ညီမကိုကယ်ဖို့လာခဲ့တာပဲငါမင်းကိုလုံးဝခွင့်မလွတ်ဘူးအဲ့ဒီလိုပြောပြီးတော့မင်းသားအာတင်ကအတောင်မှန်တွေကိုစုံမကြီးရဲ့ဘော်ကို ပြစ်လိုက်ပါတယ်ဒီလိုနဲ့စုံမကြီးဟာမီးလောင်ပြီးတော့ပြပြစ်သွားတော့တာပေါ့ကွယ်လောင်ရင်ကြီးကလည်းပြောက်ွယ်သွားခဲ့ပါတယ်ညီမလေး မလေးခုဘေးကင်းသွားပြီဘာမှမကြောက်နဲ့နော်အမရှိတယ်အမလာကုန်ပြီဆိုတာညီမတော်သိတယ်အဲ့အကြောင်းအချိန်ကြာကြီးစောင့်နေခဲ့တာပေါ့အန်နီရီအားလုံးကြီးရှင်းသွားတဲ့အချိန်မှာတော့ငါမင်းကိုလက်ထက်ချင်နေမင်းကိုမြင်မြင်ချင်းငါကချစ်မိသွားခဲ့တယ်ကျမလေးရှင့်ကိုချစ်မိနေပါပြီအခုတော့ဒီကနေသွားကြရအောင် ဒီလိုနဲ့ပဲလေးယောက်သားတောင်အောက်ကိုဆင်းသွားပါတယ်။အာတိန်ကနတ်သမီးတွေကိုနန်းတော်စီကိုခေါ်သွားခဲ့ပါတယ်။ဖြစ်ခဲ့သမျှအကြောင်းတွေကိုအာတိန်ကသူ့ရဲ့ဖေကို ပြောပြခဲ့တယ်။အဖေကျွန်တော်သူနဲ့လက်ထက်ချင်းနေ။ရတာပေါ့ကွာ။ငါသားနှစ်ယောက်ပြန်လာတာကိုပဲအဖေကကြည်နဲ့နေပါပြီ။အဖေကသဘောတူပါတယ်။ဒီလိုနဲ့ပဲမင်းသားနဲ့မင်းသမီးတို့ဟာ လက်ထက်လိုက်ကြပြီးတော့ပျော်ရွှင်စွာနဲ့နေထိုင်သွားကြပါတဲ့ကွယ်။ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲရှင်။ပုံမြင်လေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေနဲ့ပြန်လာခဲ့ပါဦးမရှင်။